ဟယ်လိုအားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေဆိုတော့ညကပွဲအပီးမှာကိုအသင်းနဲ့ပတ်သက်ပြီးတော့ထုံးစံတိုင်မဲ့ဝေဖန်တဲ့ဒီအဖက်ဖက်ကနေပြီးတော့လာနေတာတွေကမထူးဆန်းဘူးပေါ့နော်ဒီထဲမှာကျွန်တော်တို့ကခေါင်းဆောင်ဟောင်းဖြစ်တဲ့ ranking ပြောထားတာတွေကတော်တော်ကိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲသဘောကျလက်ခံမှုကောင်းပြီးတော့သူဝေဖန်တာတွေဟာလုံးဝလွန်နေတဲ့အနေထိုင်မှုမှာကျွန်တော်ရှိမနေဘူးဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ကြည့်ရအောင်ပါဆိုတော့ ranking ကညကပွဲအပြီးမှာဘာတွေပြောထားလဲဆိုတော့ လူတွေကပေါ့နော်ဟိုလက်ရှိ Manchester United ရဲ့ပြည်တနာဘောင်းဆောင်တွေကိုအပြောင်းရွှေ့ရာသီတစ်ခုတည်းနဲ့အပြောင်းရွှေ့ဈေးကွက်ထဲနဲ့ဈေးကွက်တစ်ခုတည်းနဲ့ဖြည့်ရှင်းနိုင်မယ်လို့ထင်နေလို့ရှိရင်တော့မှားသွားမယ်ပေါ့နော်လက်ရှိ United ရင်ဆိုင်နေရတဲ့ပြည်တနာတွေဟာအဲ့လောက်ထိဖြည့်ရှင်းဖို့လွယ်ကူမနေဘူးပေါ့နော်အဲ့လောက်နဲ့မရဘူးပေါ့တိုက်စစ်မှာဆိုလို့ရှိရင်လည်း Rasmus Hojlund ကိုပဲကြည့်ပေါ့နော် Rasmus ကပုံမှန်ပွဲထိုးခွင်းရနေတဲ့ player တစ်ယောက်ဆိုတာထက်ဟိုတတိယမြောက်စရုပ်ထမြောက်ဦးစားပေးရွေးချယ်စရာကစားမတရားအဖြစ်ပဲရှိနေတဲ့နေပေါ့တိုက်စစ်ပိုင်းမှာ နော်တိုက်စစ်ပွဲမှာရှိနေတည်နေသူ့ကိုကြည့်ရတာလဲအခုမှအကယ်ဒမီကထားကောက်ပြီးတော့ထွက်လာတဲ့ကစားမတယောက်ပုံစံတိုင်းပဲဖြစ်နေတာဗောနော်တကယ်ကောင်းတဲ့တိုက်စစ်မှု2ယောက်3ယောက်လောက်စီကနေပြီးတော့တူတက်လာအောင်တင်ယူတင်နေပေါ့ဗျာသူအတင်းကိုရောက်လာပြီးနောက်ပိုင်းမှာတိုက်စစ်မှာဟိုအတင်းကိုရောက်လာပြီးတဲ့နောက်ပိုင်းအဓိကကစားမဖြစ်လာမယ်ဆိုတဲ့အချက်ကဒါလုံးဝကိုမှန်ကန်မှုရှိမနေဘူးဗောနော် လုံးဝဟုတ်မနေဘူးပေါ့ဗျာဘာလို့လဲဆိုတော့သူဟာအတင်းရဲ့တိုက်စစ်မှုပွဲထွက်ခွင့်ပုံမှန်ရတဲ့ကစားမတယောက်ဖြစ်ဖို့အတွက်လုံလောက်မှုရှိမှမရှိတာပေါ့ เนาะသူမှာဆိုလို့ရှိရင်လည်း confidence ဘိုင်းတွေဘာတွေမှာတော်တော်လေးကိုအားနေနေတယ်เนาะစိတ်ဓာတ်ဘိုင်းတွေမှာအားနေနေတာတွေကတော့တတိကြတယ်ပေါ့เนาะပြီးလို့ရှိရင်လည်းပဲပတ်ဝန်းကျင်မှာသူအသင်းမှာဆိုလို့ရှိရင်ဟိုသူ့ကိုအများကြီးကူညီပေးနိုင်မဲ့ကစားသမားကောင်းတွေရှိမနေဘူးပေါ့เนาะဟိုဒါကြောင့်လည်းပဲကျွန်တော်တို့ United အတွက်တရာဒီလုံးပြောကြဆိုကြတဲ့အခါမျိုးမှာဒီပြဿနာတွေကအခုထိတွေ့နေရတော့မဲ့ဆိုပြီးတော့သူပြောသွားတယ်ဒါတိုက်စစ်နဲ့ပတ်သက်လို့သူအဓိကပြောသွားတာပေါ့ဒီ ranking ပြောသလိုပဲ ယူနိုက်တက်ကဘောနော်လက်ရှိထားပါတော့ဘယ်လိုမလို့အမ်မိုဒင်အတွက်နော်ကျွန်တော်တို့ဒါ right wing back လေးခေါ်ပေးလိုက်မယ် left wing back လေးခေါ်ပေးလိုက်မယ် center back လေးခေါ်ပေးလိုက်မယ်ဂိုးသမားခေါ်ပေးလိုက်မယ် tight six ခေါ်ပေးလိုက်မယ် number 10တို့ခေါ်ပေးလိုက်မယ်ဒါမျိုးလေးတွေလုတ်ယုံနေကျွန်တော်တို့ဒါအရာအလုံးကကောင်းလာမှာတော့မဟုတ်ဘူးဒါတည်ကြတယ်ဒါတည်ကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ every turn ကလက်ထက်တုန်းကလည်းမြင်ပြီးသွားပြီအာ every turn ဟာကိုတော့ဟေးနော်ဆူရှာရဲ့ကစားမားတွေနဲ့မို့လို့တန်ဟာကိုတော့ငါတို့လူစင်းကြီးအပြောင်းလဲလုပ်ပေးတင်နေအော်လူစင်းကြီးကျွန်တော်ပြောင်းလဲပေးကြတယ် ဒါပေမဲ့ every တန်ဟာလက်အောက်မှာလည်းကျွန်တော်တို့ထင်လို့ဖြစ်မလာခဲ့ဘူး။တန်ဟာကိုပဲအပြစ်မြင်မြင်၊ကျန်တဲ့ကစားမတွေပဲအပြစ်မြင်မြင်၊ဘုတ်ဖွဲ့ဖွဲ့အပြစ်မြင်မြင်ဒါကအမှန်တရားပဲ။ every တန်ဟာရဲ့လက်အောက်မှာလူလီသေးမရှိကျွန်တော်အဖြစ်ပြီးခဲ့တာ။ဒါပေမဲ့လို့ဘာကမှန်တူးတက်မလာဘူး။ဆိုတော့ ranking ပြောတာဒါကိုပြောတာ။ MOD လက်အောက်မှာအပြောင်းရွှေ့တွေမှာကစားမတွေအစ်စ်တွေဝယ်ပြီးတာနဲ့အတင်းဟာပြောင်းလဲသွားမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လက်ရှိအတင်းရဲ့အခြေအနေကိုကျွန်တော်တို့ကြည့်ကြည့်ပါ။ကစားမတွေကိုကိုစီအဖြစ်ပေးလိုက်နိုင်ပြီဟိတ်ဆိုရင်တောင်မှ เนาะဒီဒီဒီကစားမားတွေမှာဟိုဘေးဟိုကာရှာပိုင်းရပါเนาะကျွန်တော်တို့ကအမြဲတမ်းပြိုင်ပွဲတိုင်းကိုနိုင်ပွဲလူချင်းစိတ်တွေเนาะမဖြစ်မနေနိုင်အောင်ကစားခြင်းတဲ့စိတ်တွေကွင်းထဲမှာအပြိဝါအာယုံဆိုင်ကစားတာတွေဒါတွေကျွန်တော်တွေ့မနေရဘူးเนาะဆိုတော့ဟိုတုန်းကပြောမယ်ဆိုလို့ရှင်တော့ကစားမားတွေရဲ့ standard တွေကအရန်ကိုကျဆင်းသွားပြီဒီအသင်းကြီးရဲ့ standard တွေဟာလုံးဝကျဆင်းသွားပြီကစားမားတွေရဲ့ခံယူချက်တွေဟာလုံးဝကျဆင်းသွားပြီ လုံးဝကြာဘလူးမန်အဆင်မပြေတော့ဘူးဟိုလိုငါဆိုလို့ရှိရင်ပြိုင်ပွဲတိုင်းမှာရှိတဲ့ကစားမနဲ့အကောင်းဆုံးကန်တယ်လို့ကြူစားကြတယ်အခုဟာကျတော့ဟိုပြိုင်ပွဲအတွက်ကြောင့်ဒီပြိုင်ပွဲအတွက်ကြောင့်ဘာညာဆိုတာနဲ့ဟိုနောက်ပိုင်းမှာဆိုလို့ရှိရင်တိုင်ပတ်နေတာတွေကအော်တိုင်ပတ်မှာပဲလေးဆိုပြီးတော့လက်ခံလာကြတယ်အရင်တော့ကိုဒီမာကဒီလိုမျိုးမှကျွန်တော်မဟုတ်တာဟုတ်တယ်မနော်ဘယ်ပြိုင်ပွဲပဲဖြစ်ဖြစ်လူစရင်ဘလူးအပြောင်းလဲပဲကျွန်တော်ရှိရှိပြိုင်ပွဲတိုင်းကိုအမှန်ကန်အောင်ဆိုင်ကစားဖို့အတွက်အမှန်ကန်ကြိုးပမ်းကြတယ်ကစားမားတွေရဲ့ဘက်ကလည်း နော် first line နဲ့ player ပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ကဟိုအရန်ကုန်ကကစားမပဲကျွန်တော်တို့ဖြစ်ဖြစ်နော် academy ကကစားမတွေပဲဖြစ်ဖြစ်အသင်းကိုကစားခွင့်ရပြီဆိုတာနဲ့နော်ဒီအသင်းအတွက်အမှန်ကန်တက်နိုင်သမျှအကုန်ပေးဆက်ပြီးတော့ကစားကြတာအခုကကအဲ့လိုမဟုတ်တော့ဘူးကစားမတွေကိုယ်တိုင်ကလည်းကစားပေးခြင်းစိတ်အပြည့်အဝနဲ့ကစားတာကျွန်တော်မတွေ့ရတော့ဘူးဒါကြောင့်မနော်လူအစ်စ်တွေရောက်လာရင်တောင်မှဒီနီးပြရဲ့နော်ဒီလက်ရှိကြုံနေရတဲ့ဒီအသင်းလက်ရှိကြုံနေရတဲ့ပြဿနာတွေကအကုန်လုံးကျွန်တော်ပြောင်းလဲသွားမှာမဟုတ်ဘူး အဲရီနဟာလက်ထက်တုန်းကဆိုလိုချင်လည်းပဲဂူသမားဆိုလိုဂူသမားဆန်နာဘက်ဒီဆိုလိုဆန်နာဘက်ဒီဖူဘက်ဆိုလိုဖူဘက်ဒီကွင်းလဲဆိုလိုကွင်းလဲဒီတိုက်စစ်ဆိုလိုတိုက်စစ်ဒီအမှန်ကန်အပြောင်းလဲလုပ်ပေးပြီးသားအနေရာတိုင်းပဲပြောင်းရွှေ့လဲပေါင်ပေါင်တန်း6ဟာကျွန်တော်တို့သာခေါ်ပြီးပြီးသားသုံးပြီးသားဒါပေမဲ့လို့ဘာမှအတင်းရဲ့ဘက်ကထူးခြားမလာဘူးနီးပြလဲထုတ်ခံလဲရတယ်အားလုံးကတုံရင်ကတုံရင်ပဲဒါမျိုးတွေကျွန်တော်ဖြစ်သွားပြီးတော့ရောက်လာတဲ့ကစားမားတွေက ပီရက်စီနဲ့မတန်ရတာလို့ဘာလို့အကုန်လုံးညကျွန်တော်ဖြစ်ပြပြီးတော့တိုင်ပတ်သွားတာဒါကြောင့် ranking ကလက်ရှိ Manchester United မှာဖြစ်ပြနေတဲ့ပြဿနာတွေကအများကြီးပဲဒါတွေကိုအပြောင်းရွှေ့ဈေးကွက်တည်နေနေဖြည့်ရှင်းလို့ရနိုင်မယ်လို့ထင်မှားသွားမယ်ဆိုပြီးတော့သူပြောထားတာနောက်တစ်ခုကတိုက်စင်မှု white line နဲ့ပတ်သက်ပြီးသူပြောထားတာညီညာပါဗျာသူကတော့အမှန်တမ်းပြောလို့ရှိရင်သူပြောထားတဲ့နှစ်ချက်ကတော်တော်ကောင်းတယ်နံပါတ်1 Rashford ရဲ့အည်သွေးရှင်းနေပေါ့နော်ဒါ Academy ထွက်က Academy ထွက်ကစားမတယောက်လိုပဲနော် first line နဲ့မှာရရဖို့နေနေတဲ့ဒါသိတယ်မလားအတင်းမှာ 3ယောက်4ယောက်ဦးစားပြီးတိုက်စစ်မှုလောက်ပဲဖြစ်နေရမှာဒီအဆင့်တန်းမျိုးနဲ့အဲဒါ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 အမှန်ဆုံးပဲမင်းညားကဆိုလို့ချင်းကျွန်တော်ကြည့်ပါလားကိုပေါက်ကန်သွင်းမှုလည်းကျွန်တော်မရှိဘူးကိုပေါက်တက်အောင်လည်းကျွန်တော်မစွမ်းဆောင်နိုင်ဘူးဖန်တီးမှုလည်းမရှိဘူးသွင်းကူးလည်းမရှိဘူးဘာမှမရှိဘူးเนาะ chance creation လည်းမရှိဘူးเนาะကစားနေတာဆိုလို့ချင်းလည်းပဲကျွန်တော်တို့ရာသီများဘောလုံးတွေကိုကျွန်တော်တို့သူစီရောက်တယ်အကောင်းဆုံးရောက်လာတယ်ဆိုရင်တော့မှကွင်းလေကစားမတွေတောင်မန်ကစားမတွေနဲ့ပြန်ပြီးတော့အကောင်းဆုံးမချိတ်ဆက်နိုင်ဘူးเนาะဟိုအမြင်ဘောတွေကလည်းပြေးလိုက်ကြတာကိုတွေက white line ကိုဥတည်ပြီးတော့ ဘာလို့ဂျင်မန်းတော့မသိဘူးပေါ့နော်အမြင်ဘောဒီနဲ့ကြီးပြနေကြတာရက်စမတ်ကမှအမြင်ဘောကအားနေပါတယ်ဆိုမှပဲသူ့စီကိုသူ့ဘောလုံးရင်ပတ်နဲ့ကောင်းကောင်းထိန်းနိုင်တော့လေအကွင့်လေရကစားမကိုပြန်ပြီးတော့အချိတ်ဆက်လုပ်ဖို့ပါဘလို့မအဆင်ပြေမနေဘူးရက်စမတ်စီကနေပြီးတော့ဒါဒါတွေကတော်တော်ပြဿနာကြီးဒါကြောင့်ဝှိုင်းလန်းရဲ့အည်သွေးကတော်တော်ကိုမေးခွန်းထုတ်เสียကောင်းနေပေါ့နော်မန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးမှာပုံမှန်ပွဲထွက်ခွင့်ရဖို့ဆိုတာမျိုးကြီးကတော်တော်ကြီးကိုလွန်လွန်းနေပြီဒီရည်သွေးနဲ့ကဒါကြောင့် ranking ကပြောထားတာဒီကစားမအနေနဲ့ ဒီမှာ၃ရက်၄ရက်မြောက်ဦးစားပေးတိုက်စစ်မှုပဲဖြစ်တင်တဲ့အသင်းမှာနောက်တစ်ခုကသူ့ဘေးမှာအသင်းကိုသူ့ကိုကူညီပေးနိုင်မဲ့ကစားမတွေအသင်းမှာရှိမနေဘူးပေါ့ကစားမကောင်းအည်သွေးကောင်းကစားမတွေဒါကိုကြည့်ရင်လည်းပဲတကယ်အမှန်ပဲဖာနန်ဒက်စ်လောက်ကလွယ်လို့ရှိရင်ဂျန်နီကစားမတွေကငါတို့တိုက်စစ်အတွက်ပူကောင်းအောင်ဟိဆိုပြီးတော့ကောင်းဟိုကူညီပေးနိုင်မဲ့ကစားမဘသူရှိလို့လို့နော်အာမက်ဒီယာလိုကလည်းကစားမကောင်းတယောက်ပဲပြဿနာကတော့ဟို injury ပြဿနာတွေခဏလေးကြုံနေရတဲ့အခါကျတော့ပွဲကစားရတာသူက consistent မဖြစ်ဘူးကာနာချူကိုကျွန်တော်ကြည့်တော့လေဗျာ သူများကိုကူညီပေးနိုင်ဖို့နေနေတာသူကိုယ်တိုင်တော့မှသူ့ဟာနဲ့သူတောင်းမှန်ကိုမကစားနိုင်ဘူးเนาะတောင်းမှန်ကိုကျွန်တော်မကစားနိုင်ဘူးဟိုဘယ်လိုပြောမလဲဖန်တီးမှုကလည်းမလုံနိုင်เนาะဟိုတိုက်စစ်မှုကိုလည်းပံ့ပိုးမှုတွေကမလုံနိုင်တွေးတယ်များကိုယ်တိုင်ကံမှုပဲတွေးတိုင်းမှုတွေပဲကျွန်တော်လုပ်နေတာဘလို့မှကနာချူလုံးနဲ့ပတ်သက်ပြီးတော့ကလုံးဝအဆင်ပြေမနေဘူး။เนาะဒါကြောင့် Resman Wildland ကိုကျွန်တော်တို့ဒါအကောင်ဆုံးပံ့ပိုးပေးဖို့နေနေတဲ့တာเนาะဟိုသူတို့ကိုယ်တိုင်တော့မှတိုင်ပတ်နေကြတာ ဟိုမေဆန်မောက်ဆိုလို့ရှိရင်ပဲဒီတိုင်းပဲ injury တွေခဏတိုင်းနဲ့ယုံကင်နေရတာနော်ဟိုကျွန်တော်တို့ဘယ်သူပဲကြည့်ကြည့်ပါတော့ဟို ranking ပြောသလိုပဲတိုက်စစ်မှုကိုကူညီဖို့အသင်းမှာ quality ကောင်းကစားမားတွေကျွန်တော်ရှိမနေဘူးပေါ့ဒါမှအဓိကပြဟိုကစားမားတွေကတယောက်နဲ့တယောက်ကူညီနိုင်မှအခြေအနေကကောင်းပါကိုနော်ပြဿနာက Thailand ကိုယ်တိုင်ကလည်းအည်သွေးလုံလောက်တဲ့ကစားမားဟုတ်မနေဘူးသူ့ကိုကူညီပေးမဲ့ကစားမားတွေလည်းအသင်းမှာရှိမနေဘူးဒါကို ranking ကကျွန်တော်ပြောသွားတာနော်နောက်တစ်ခုသူဆက်ပြီးတော့ပြောထားတယ် ဟို United ရဲ့ပေါ့နော်ရက်လက်ပိုင်းတွေနဲ့ပတ်သက်ပြီးပြောရရင်တော့ဗျာပေါ့နော်ရက်လက်တွေနဲ့ပတ်သက်လို့ကတော့ပြည်သက်တွေကလည်းဒေါ်လာထွက်နေတာမျိုးမရှိတော့ဘူးပေါ့နော်ညီပြကိုယ်တိုင်ကလည်းကြည့်ရတာဒီလိုရက်လက်တွေကိုလက်ခံကြီးနေနေတဲ့ကြီးနေနေတဲ့ပုံမျိုးပေါက်နေတယ်ပေါ့နော် interview တွေသူ့ရဲ့ထားပါတော့ဒီတရင်သာရှင်းလင်းပွဲတွေဘာတွေလုပ်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်သူပြောတာတွေကိုကြည့်ပြီးတော့သူအဲ့လိုခံစားမိတယ်ပေါ့နော်ညီပြကဒီရက်လက်တွေကိုလက်ခံလိုက်ပုံပဲပေါ့ ဒါဟာ Manchester United လို့အသင်းမျိုးတွေလက်ခံနေနေရရှိမနေဘူးပေါ့နော်တကယ်လို့များပေါ့နော် Manchester United က Europa League ဖလားမရခဲ့ဘူးဆိုရင်ခင်ဗျားစဉ်းစားကြည့် United လို့အသင်းမျိုးကိုဘယ်ကစားသမားတွေလာကစားခြင်းမလဲဘယ်သူတွေလာကစားခြင်းမလဲအဆင့်16နဲ့ရာသီတိမ့်ခဲ့ပြီးတော့ပါအောင်မြင်မှုမှမရခဲ့တဲ့အသင်းတစ်ခုကိုနော်ဒါအပြင်အိုးဘယ်ရောမလဲဟိုအခုလက်ရှိသတင်းထွက်နေတဲ့ကစားမားတွေကပြောင်းလာခြင်းစိတ်ရှိမြေလို့ခင်ဗျားထင်နေလားပေါ့နော်အဲ့တော့သူတို့တော့မှရောက်ဖို့ခင်းရင်းသွားမယ်ပေါ့နော်ဒါဟာ ဒီကလေးဒီကလပ်အသင်းတို့ကကစားပီးဘူးနဲ့ပတ်သက်လို့ရှင်ဘာစိတ်လို့ရှားစရာမှမရှိတော့ဘူးပေါ့နော်ဒီကလပ်အသင်းကိုယ်တိုင်ကလည်းအာငါတို့အသင်းစီကိုလာကစားရင်နော်မင်းတို့အတွက်တော့ဘလို့စိတ်လို့ရှားစရာတွေရနိုင်စွမ်းရှိတယ်ဆိုတော့ခန်းစားချက်မျိုးကစားမားတွေကိုမအော်ဖာမလုပ်နိုင်တော့ဘူးပေါ့အဲ့တော့ဘယ်သူမှအသင်းကိုလာကစားခြင်းစီရှိမှာမဟုတ်ဘူးဆိုပြီးသူပြောသွားတယ်ဆိုတော့ဟိုဒါတော့ဗျာအမှန်နဲ့ပြောမယ်ဆိုလို့ရှင်သူသူဝေဖန်တာမလွန်ဘူးဗျာဒီလားဒီကျွန်တော်တို့ပြည်သက်တွေပဲကျွန်တော်တို့ဖြစ်ဖြစ် MO ရင်းကိုယ်တိုင်ကိုပဲကျွန်တော်တို့ဖြစ်ဖြစ်ပေါ့နော် ပြောပြောနေတာတည်းတချို့ကတော့ပွဲတိုင်းနိုင်မှရမယ်ဘာညာပြောနေတာပဲဒါပေမဲ့လို့ပွဲပွဲတစ်ခုပွဲတစ်ပွဲပြီးသွားလို့ပေါ့နော်ဂျက်လက်တွေပါရှုံးနေသွားပြီဟေ့ဆိုလို့ချင်းအများအပြားကတော့ရှုံးနေတာပါပဲဘာတွေကြားရလဲဆိုတော့အာကျွန်တော်တို့ပေါ့နော်ဒီထက်ပို့ပြီးတော့တုတ်တက်လာတင်နေတယ်နော်ဟိုကစားမားတွေကစားတာတွေကတချို့အရာတွေကတုတ်တက်လာတယ်တို့ဒါမှမဟုတ်ပဲကျွန်တော်ကြားနေရတယ်ဆိုတော့ဟိုဒါအပြင်ပေါ့နော်ယူရိုပါလိပွဲစဉ်တွေကိုကျွန်တော်အာယုံဆိုင်တော့မေးတို့ဒါမှမဟုတ်ပဲကျွန်တော်ကြားနေရတယ်ဒါကြီးကတွေးကြည့်ရင်လက်ခံစရာမရှိဘူး ီလားအရင်တော့ငါဆိုလို့ရှိရင်ဗျာကျွန်တော်တို့စဉ်းစားကြည့်ပွဲတော်ဝဲရှုံးနေဆိုလို့ရှိရင်တော့မှတည်တယ်မလားဘာလို့ရှုံးသွားတယ်လဲဘာညာဘယ်လိုအသင်းမျိုးပဲရှုံရှုံဗျာတည်လားအသင်းကြီးရှုံရင်လည်းခံမြင်တာပဲအသင်းကလေးရှုံရင်လည်းခံမြင်တာပဲအန်တာမျိုးခုနောက်ပိုင်းကျတော့အဲ့လိုမဟုတ်တော့ဘူးဗောနော်โอเคအငါတို့ကတော့ဟိုလူမပါလို့ဒီလူမပါလို့တည်တယ်မလားနော်အာဟိုပြိုင်ပွဲရှိနေလို့ဒီပြိုင်ပွဲရှိနေလို့ဒီပြိုင်ပွဲကတော့ဒီလူပါပဲလေဘာညာဆိုပြီးတော့ကျွန်တော်ဖြစ်လာကြပြီကစားမားတွေကိုယ်တိုင်ကလည်း ဟိုအယူရိုပါလိကိုကျွန်တော်တို့ဘောနော်နောက်ဟိုကြာလို့ရှိရင်အမှန်ကန်ပြောင်းလဲလုပ်ပြမယ်ယူရိုပါလိကိုအမှန်ကန်ကျူးမန်းကြတော့မေးဟိဘာညာဆိုပြီးတော့ပြောကြရင်ねလက်ရှိကန်နေရတဲ့ဟိုဘယ်လိုပြောမလို့ပရီးမီးယားလိတို့ထွက်ခဲ့ရတဲ့ကျွန်တော်ကာရာဘောင်းတို့ဟလာ FA တို့မှာဟိုရလက်တွေကရှုံးလဲဘာမှမဖြစ်ပါဘူးဆိုတဲ့မျိုးကြီးကျွန်တော်ဖြစ်လာရောပရီးမီးယားလိကလည်းအဆင့်ကမတက်တော့ဘူးဆိုတဲ့ခါကျတော့ရှုံးရှုံးနေနေဘာမှမဖြစ်ပါဘူးလीဆိုတဲ့မျိုးကျွန်တော်ဖြစ်လာကြရော United လို့အစင်းတဲ့မျိုးအတွက်ပေါ့နော် United လို့အသင်းမျိုးအတွက်ဒီလိုမျိုးတွေမဖြစ်သင့်ဘူးပေါ့ဗျာ ranking ကတော့ကျွန်တော်တို့အရင်အောင်မြင်ခဲ့တဲ့ကာလတွေကနေလာလာဆိုတဲ့အခါကျတော့ mindset တွေပေါ့နော်ခံယူချက်တွေကအရင်ကွာမှုကျွန်တော်ရှိသွားပြီအရင်ကွာမှုကျွန်တော်တော်တော်လေးရှိသွားပြီပေါ့နော်အဲကြောင့်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဟို United မှာဒါမျိုးဘယ်လိုပြောမလဲခံယူချက်တွေကတော့တော်တော်ကိုကွဲလေးသွားတာကိုကျွန်တော်တွေ့ရမျိုးပေါ့နော်ဒါအပြင်သူပြောသလိုပဲ Europa လေးမရဘူးဆိုရင်ဒီအသင်းကိုဘယ်သူမှလာချင်မှာမဟုတ်အဲ့ဒါအမှန်မင်းတော့ကျွန်တော်ကျွန်တော်တအားစိတ်ပူနေတာအဲ့ဒါကိုသိလားဟုတ်ပြောတာကျွန်တော်တို့လက်ရှိရာသီကဗျာတော်တော်ကိုဆွဆုပ်ပြပြဖြစ်သွားပြီ ညတော်ကိုဆွတ်ဆွတ်ပြည့်ပြည့်ဖြစ်သွားတဲ့ယာဒီမှာဟိုယာဒီယာဒီကိုပြင်ဆင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်ယာဒီအတွက်ကစားမကောင်းတွေပါလေလူတယ်ခေါ်ဖို့ကနော်ကစားမကောင်းတွေပါလေလူတယ်ဆိုတော့အဲ့လူတဲ့နေရာမှာသူတို့ကိုခေါ်နိုင်မှုကဒီကစားမတွေကိုငါတို့ကဘာနဲ့ဆွဲဆောင်မှာလဲအသင်းကိုလာဖို့ဒါအရင်လိုမျိုးဟာ United အတွက်ကစားမယ်ဟေ့ဆိုပြီးတော့ဝမ်တာပျော်ရွှင်ပြီးတော့လာတဲ့ကစားမတွေရှိမှာမဟုတ်တော့ဘူးဗျာနော်ဘာလို့လဲဆိုတော့အရင်တို့အောင်မြင်နေတဲ့အသင်းမဟုတ်တော့ဘူးအရင်တို့အောင်မြင်နေတဲ့အသင်းမဟုတ်တော့ဘူးနော်ဒါအပြင်ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲယူရိုပါလိဂ်ဒါကျွန်တော်မရဘူးဆိုရင် အဆင့်16နဲ့ယာစီတင်ရတယ်လို့နော်အဆင့်19နဲ့ယာစီတင်ရတယ်လို့အကူအောက်မှာဘာသူမှမရှိတော့ဘူးဗျာချက်စရာကြီးအဲ့ဒီကြီးကဆုတ်ပြတ်တက်နေတာတရားဒီလုံးလေးပွဲ20ရှုံးလို့ရှုံး18ပွဲရှုံးလို့ရှုံး19ပွဲရှုံးလို့ရှုံးနေအောက်ထမလားဘယ်အသင်းကတည်းကကျွန်တော်ဒီလိုအသင်းမျိုးကိုကျွန်တော်လာခြင်းမလဲဒီခါတိုင်းဆိုလို့ရှိရင် mid table အသင်းလို့ကျွန်တော်ပြောကြတာအခုက mid table မှာမှမရှိတော့တာဟိုးအောက်ဆုံးကျွန်တော်ရောက်နေပြီဘယ်သူလာကစားခြင်းမလဲရောက်ယူရိုပါလေးရဖို့ဒီအသင်းတွက်ဒါဘယ်လိုပြောမလဲအရေးကြီးဆုံးလို့ခဏတိုင်းပြောနေကြပြီမဲ့လေလို့ပေါ့နော်အကယ်လို့မြန်မရခဲ့ဘူးဆိုလို့ရှိရင်တော့ သွားပြီအတင်းကဒီလားသွားပြီလုံးဝလုံးဝဘာမှကျွန်တော်တွေးစရာဗောနော်မရှိတော့ဘူးကျွန်တော်ကြီးကိုမင်းအိုက်ဟာကြီးကစိတ်ပူစရာကြီးဆိုတာတက်ကိုပူတယ်အားလို့ယူရိုပါလိမ့်မြာမရခဲ့ဘူးဆိုရင်အတင်းရဲ့အတင်းရဲ့အနာကကသွားပြီအတင်းကနေပြီးတော့ထွက်မဲ့ကစားမားတွေလည်းများမယ်လို့ကျွန်တော်ထင်တယ်ရောက်လာမဲ့ကစားမားတွေထဲမှာလည်းအည်တွေးမြင်ကစားမားတွေရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူးယူရိုပါလိမ့်မရခဲ့ယူရိုပါလိမ့်မရခဲ့ဘောနော်အဲကြောင့်ဘာလို့လဲဆိုတော့ဗျာယူရိုပါလိမ့်လည်းမရဘူးဗောနော် ဟို Champions League လည်းဝင်ခွင့်မရဘူး United ကလည်းအဆင့်၁၆နဲ့ယာစီသိမ်းသွားတယ်အဆင့်၁၆နဲ့ယာစီသိမ်းသွားတယ်ဆိုလို့ရှင်စဉ်းစားကြည့်လက်ရှိရှိနေတဲ့ကစားသမားတွေထဲမှာဒါပါတော့အနာကအနာကအလားလာကောင်းတဲ့အာမတ်တို့နော်ပြလို့ရှင် Mainu တို့ဂါနာချိုတို့ဒီကစားသမားတွေထွက်ချင်းထွက်သွားမှာနော်ဟိုတချို့ကျတော့လေဟာထွက်သွားပေါ့ဗျာဘာကူးဆိုင်မှာလည်းဒီကောင်တွေမြန်ပြောကြမယ်ဒါမျိုးလို့စဉ်းစားကြည့်နော်ထွက်သွားမှာပြန်ပြန်ရောက်လာတဲ့ကစားသမားတွေကိုကျွန်တော်ကြည့်တော့လေဒီတွင်းမြင့်ကစားသမားတွေဘယ်သူမှကိုအသင်းကိုလာမှာမဟုတ်တော့ဘူး။အောင်မြင်နိုင်ခြင်းရှိတဲ့အသင်းတွေကိုပဲသူတို့သွားကြတော့မှာပဲ ဒီမှာတော့ယူရိုပါလိကြီးကမကယ်လို့မြန်မရခဲ့ဘူးဆိုလို့ရှိရင်တော်တော်ကြီးကိုကြောက်စရာကောင်းတဲ့အခြေအနေကြီးကိုဖြစ်သွားနိုင်တယ်ဗောနော်စိုးရင်စရာကောင်းတဲ့ထူတာတက်ကိုအများကြီးပိုတယ်ဗျာအဲ့အခြေအနေကကျွန်တော်အဲ့ဒါကြီးကိုတွေးလေတွေးလေဒီတယ်မလားဒီတော်တော်စိတ်ပူစရာဖြစ်လာလေးပဲ ranking ပြောသလိုပဲဒီအတင်းကဘာမှမစိတ်လို့ရှာစရာပြီးဆွဲနေတာလေးကျွန်တော်မရှိတော့တာနော်ဆိုတော့ညီကိုတို့ရောဘယ်လိုမြင်ရလဲနော်ညီပြ ရိုင်းဟိုရက်စမာဝိုင်လန်လက်ရှိအတင်းရဲ့အခြေအနေတွေကိုဝက်ရိုင်းကင်းဝေဖန်တာနေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်ကြည့်ရှုအားပေးတဲ့ညီအများလုံးကိုကျေးဇူးများကြီးတင်ပါတယ်